တရားသမီးအုပ်ချုပ်တဲ့ဘုရင်ဆိုတာဘယ်လိုလဲအဲ့ဒီဓမ္မရာဇာဆိုတာရာဇာကိုဒီတော့ကမ္ဘာမှာရှိတဲ့ဒီမိုကရေစီနဲ့ပတ်သက်တဲ့ကျင်းတွေဥပမာဆိုတော့ကုလသမဂ္ဂမှာကုလသမဂ္ဂရဲ့စာအုပ်စင်မှာတင်ထားတယ်ဒီမိုကရေစီနဲ့ပတ်သက်တဲ့စာအုပ်တက်ရအဲ့ဒီတရားနဲ့ top 10စာအုပ်ဆယ်အုပ်တင်ထားပါတယ်အပေါ်ဆုံးကစာအုပ်ကဒီမိုကရေစီ start at home ဒီမိုကရေစီရဲ့အိမ်မှာတင်ရှိရမယ် အဲ့ဒါကိုအဲ့ဒီကုလသမဂ္ဂရှိတဲ့အရာရှိတွေကိုငါပြောတယ်မင်းတို့ကွာတို့ဒီမိုကရေစီစတက်အတ်ဟုံးဖြစ်မစားဒီမိုကရေစီစတက်အတ်မာသားဂျင်းကွင်းကိုမမာသားရဲ့ life ကိုပြောလိုက်ပါလားမာသားမိကရင်မိပါချင်တယ်တော်တော်ဟာတိတိတဲ့ဒီမိုကရေစီ is like a, you are little child လို့တို့ကျမ်းထဲမှာပါတယ်ဆိုဒီမိုကရေစီသည် မိခင်ရဲ့ယင်ဝင်မှာထိုင်းနေတဲ့ခလေးလေးရဲ့ရပိုင်ခွင့်အခွင့်အရေးနဲ့တူတယ်တဲ့ Rule. Clearly the people. So the child is like a people. Mother is like a government. So rice right is a democracy. So any clearly the democracy dot so enough king when I'm a tiny shushu bao chalet. No, not for that's not for not for. Papi ma machine, but for one machine. ပါဦးရမရှိဘူးငါရှူရှူပေါ့ချင်ပေါ့မယ်အီးပါရင်ပါမယ်ရှာကိုက်ရင်ကိုက်မယ်ဒါမှအခွင့်ရေးလေ this is my right အမေအမလီတားလေးရဲ့တားတွားလေးပေါ်လာရင်မအေးဒီထားပဲဒီကလေးရလဲဆိုရင်ငါခောက်လိုက်မယ်ရိုက်လိုက်မယ်ပေါင်ပေါင်ရထောင်ချမယ်မရှိဘူးလေသူကသူက rice တွေအပြည့် full of rice ဖြစ်အခွင့်အရေးတွေအပြည့်ရအဲ့လိုရာဇကိုအဲ့လိုဖွင့်ခဲ့ပါတို့ပါဠိတော်ထဲမှာတော့လို့ငါလဲအဲ့ဒီစာအုပ်ဖတ်ဖို့လေ democracy is like you are little child ဆိုတာငါလဲဖတ်ခဲ့ဘူးလေဒါပေမဲ့ငါတို့ပါဠိတော်တွေကမင်းတို့အဲ့ဒီချင်းတွေက democracy တရားတော်တွေ democracy ရဲ့ကျင့်စဉ်တွေကိုတကယ်ကဘာကဖတ်လာတာက မြန်မြန်ရေးတာ18ရာစု18ရာစုမှာရေးတာလားကျန်တဲ့ချိန်မှာဒီမိုကရေစီကဘာညာနဲ့ပြောတာဒါပေမဲ့တကယ်ဒီမိုကရေစီဆိုတဲ့စကားလုံးတွေကိုပြောလာတဲ့အခါမှာအမေရိကန်နိုင်ငံလည်းမရှိသေးပါဘူးအင်္ဂလန်နိုင်ငံလည်းမရှိသေးပါဘူးဆိုလိုသည်မှာဓမေဇီတိကိုပြောချင်တာနိုင်ငံရေးတရားတွေပြောနေတာမဟုတ်ဘူးမြန်မာတို့ရဲ့ကိုးကွယ်နေတဲ့ဘာသာရေးမှာရှိသောကွန်ဆောင်ဟုတ်တယ်လေမြန်မာတို့ရဲ့ဘာသာရေးမှာရှိသောတရားလေးကိုကြည့်လိုက်ရင်အင်ကေနိပန္နဒါရကံဝိယ မဘလို့ရတယ်ပြောစမ်းပါအင်္ဂေနိပန္နဒါရကံဝိယရမလားရှင်ဝင်ထဲမှာရှင်းနေတဲ့ခလေးလေးကိုစောင်းလျှောက်လိုက်တယ်လို့တဲ့တိုင်းသားပြည်သူရှင်လုံရန်တွေကိုစောင်းလျှောက်ခြင်းကိုအဲ့ဒါကိုရဇလို့ခေါ်တယ်ဘာတဲ့လဲ ဟုတ်ပြီနော်အင်္ဂိနိဗ္ဗာန်ဒါရကံဝိယယောဘောယောပုရိသောခြင်းယောက်ျားသည်ယောမနုသောယ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 ောရာဇာခြင်းမကြီးသည်မနုသည်တိုင်းသာပြည်သူရှင်လုံးရန်တို့ဟဲ့တိုင်းသာတိုင်းသာပြည်သူရှင်လုံးရန်တို့ကိုအင်္ဂိနိဗ္ဗာန်ဒါရကံဝိယမိခင်ရဲ့ယင်ဝင်နဲ့အဲ့နေပြောအဲ့ပြောနေသောထွေးပိုက်ထားသော ခလေးလေးကဲ့သို့ရင်စီတီနှစ်တန်အောင်ဆောင်ရနိုင်လို့အဲ့ဒါကိုရာဇာလို့ခေါ်တယ်လို့တို့ပါဠိတော်တွေတက္ကရာတွေကဖွင့်ပါလားကိုဝန်းစောတို့လားကိုဝန်းစောဟုတ်ပြီနော်ဒါကကပြောလိုက်ပြီ ဆိုအဲ့ဒီဒီမိုကရေစီစလုံးဒီဟော16ရာစုနှောင်းပိုင်းကျမှာ late 16th century directly envied old france the democrat အဲ့တော့ဒါဆိုရင်ဒီမိုကရေစီစလုံးဒီ16ရာစုနည်းနည်းလေးနှောင်းပိုင်းလေးကျမှာပြင်သစ်တေရနေပြီအဲ့ဒီခုနပြောတဲ့ဒီမိုကရေစီဆိုတဲ့ဂရိဝါဒကိုလုတ်ပါတယ်လို့ကျမ်းတွေကဆိုပါတယ် late 16th century directly envied old france the democrat from မက်ဒဗာလက်တင်ဒီမိုကရက်တစ်ရောစသည်ဒါဆိုရင်လက်တင်စကားတွေဂရိစကားတွေဆိုစောပြီးအခွင့်အရေးတွေကိုအဲ့လိုမျိုးမြတ်စွာဘုရားကပြောလိုက်ဘယ်လိုပြောလဲဓမ္မရာဇာဆိုစကားလုံးကိုဖွင့်တဲ့အခါမှာရင်ဝင်တဲ့အခလေးလေးကိုမိဘကမတွရဲ့မထိရဲ့လွတ်လပ်တဲ့အခွင့်အရေးတွေလွတ်လပ်ခြင်းတော့လွတ်လပ်ငင်းငင်းကြောင်ကြီးလည်းမယုံကြည်လိုက်ခလေးတွေရောက်လိုက်ချောက်တော့ဒီတကရာဖွင့်တယ်ဆိုတော့ဘလောက်ကောင်ခလေးတွေရောက်လိုက်ချောက်တော့ကငါမင်းဘလူကြီးဖမ်းမယ်လို့အဲ့ကောင်ကငိုပြီးပြေးတယ် ငိုပြေးအဲ့ကလေးကမိခင်ရဲ့ယင်ဝင်ဟဲ့ကိုပြေးဝင်ပြီးအမေခါဖက်မင်းသေလောက်အောင်ချောက်မကြောက်တော့ဘူးဒါကြောင့်မလို့အင်းကေနိပဏ္ဏဒါရကံဝိရလို့တုံးလိုက်တာယင်ဝင်ထဲကိုရောက်လိုက်တဲ့ကလေးတီတိတ်ပြီးတော့လုံခြုံသွားတယ်စစ်ဖြစ်သွားတယ်စစ်ပြစ်ဖြစ်သွားတယ်သူအဲ့လိုအကြောက်လန့်ကင်းသွားတယ် fear from fear freedom from fear ဖြစ်သွားတယ်ကြောက်လန့်ရင်ကင်းသွားတယ်ဒါကိုဓမ္မရာဇာလို့ဒီမှာဖွင့်ပါတယ်